28ရဲစက်တလ2024ခုနှစ်သုတဓမ္မကဝေတီ BA1 မိလိနာပညာလေးလာနေသောဓမ္မမိတ်ဆွေများအလုံးမင်္ဂလာပါဒီကနေ့ကဒေဗယ်နံပါတ်11ပေါ့နော်သူကိုဆွေးနွေးပေးမှာဖြစ်တဲ့အဲ့ဒီမှာဆိုလို့ရှိရင်ဉာဏ်နဲ့ပတ်သက်တာဉာဏ်ဆိုတာကပညာနံပါတ်36ကနေပြီးတော့ယူထားတာပါတင်ခနုပ်ပတ္တိဉာဏ်တင်ခနုပ်ပတ္တိဉာဏ်ဆိုတာတင်ခဏရဲ့ဥပ္ပတ္တိရဲ့ဉာဏ်ရဲ့ပေါင်းထားတာပါ တခခဏလေးအတွင်း၌ဖြစ်ပေါ်လာသောအတိညာဉ်တင်ခနုပ်ပတ္တိညာဉ်ဆိုတာကအပြတ်ထိုးညာဉ်လို့အဓိပ္ပာယ်ရတယ်ခဏလေးအတွင်း၌ဖြစ်ပေါ်လာသောအတိညာဉ်ကို ဆိုလိုတာနောက်တစ်ခါပညာနဲ့ပတ်သက်ပြီးတော့တာကက်စာယပညာဝေဒီတ္တပါတဲ့တာကက်စာယပညာဝေဒီတ္တပါတာကက်စာဆိုတာကဒါမင်္ဂလာတုံမှာပါတယ်เนาะတရားစကားကိုဆွေးနွေးပြောဆိုတာပညာကပညာဝေဒီတ္တပါကကြတော့သိရှိနိုင်တာပေါ့เนาะ ဒါဆိုရင်တာကက်စာရပညာဝေဒီတက်ပါရဲ့အထိပ္ပယ်ကိုရေးပါဆိုရင်လူတယောက်ဤပညာအရေးအရှင်ကိုထိုပုဂ္ဂိုလ်နဲ့ဆွေးနွေးတိုင်ပင်ပြောဆိုခြင်းဖြင့်သိနိုင်၏ဒါကသူ့ရဲ့အထိပ္ပယ်ကိုဆိုလိုတာတာကက်စာရပညာဝေဒီတက်ပါဤအထိပ္ပယ်မှာလူတယောက်ဤပညာအရေးအရှင်ကိုထိုပုဂ္ဂိုလ်နဲ့ဆွေးနွေးတိုင်ပင်ပြောဆိုခြင်းဖြင့်သိနိုင်၏အဲ့ဒါကဝင်စီတာဘဟေလိဝင်စီတာဘဟေလိခုနကလေအာတာကက်စာယပညာဝေဒီတက်ပါဆိုတာကပညာနံပါတ်47ကယူထားတာ ဝင်စီတာဘေဟီလီကပညာနံပါတ်63ကယူထားတာမိမိမိသူပြောလို့တော့ပထမလေးသူဆိုတဲ့စာလုံးလေးကို ဖြစ်ထားပေးပါနော်မိမိပြောလို့တော့အတိတ်ပဲကိုဝတ်ထားပြီးအတိတ်ပဲနှမျိုးထွက်တော့ဩဟာရဖြင့်မေခွန်းထုတ်ခြင်းမိမိပြောလို့သောအတိတ်ပဲကိုဝှက်ထားပြီးအတိတ်ပဲနှမျိုးထွက်သောဝေါဟာရဖြင့်မေခွန်းထုတ်ခြင်း ရမလားမြညာနာမ63ပါမင်းကြီးကမြတ်စွာဘုရားရှင်ကဆိုလို့ရှိရင်မြမစာရီလားလို့မေးတယ်အဲ့ဒီမှာရှင်နာကဒေနာကဟုတ်တယ်မြမစွာဘုရားကမြမစာရီဖြစ်တယ်လို့ပြေတာဒါကရှင်နာကဒေနာဆိုလို့ရင်းကမြမစာရီဆိုတာကမြတ်သောအကျင့်ကိုကျင့်သူမင်းကြီးဆိုလိုတာကကြတော့မြမအကျင့်ကိုကျင့်တယ်ဆိုပြီးတော့ အဓိပ္ပာယ်တွေကောက်လွဲနေကြတာပေါ့နော်အဲဒါလိုမျိုးပဲเนาะအဓိပ္ပာယ်အဲမြမရဲ့အဓိပ္ပာယ်ကကြတော့မြင့်မြတ်တော်လို့လည်းအဓိပ္ပာယ်ရတယ်မြမလို့လည်းအဓိပ္ပာယ်ရတယ်အဲဒီကြောင့်လို့အဓိပ္ပာယ်နှစ်မျိုးရှိတဲ့ဩဟာရတွေမှာဆိုရင်အဓိပ္ပာယ်ကိုဟွက်ပြီးတော့မေကွန်ထုတ်တာကို ဝင်းစီတာဘေလီလို့ခေါ်တယ်မိမိပြောလို့တော့အဓိပ္ပာယ်ကိုဝှက်ထားပြီးအဓိပ္ပာယ်နှစ်မျိုးထွက်သောဩဟာရဖြင့်မေကွန်ထုတ်ခြင်းနောက်တကနိဗ္ဗာန်နဲ့ပတ်သက်တာ နိဗ္ဗာန်နဲ့ပတ်သက်တာဆိုလို့ရှိရင်နှစ်မျိုးရှိတယ်ဒါပညာနံပါတ်56ကနေပြီးတော့ယူထားတာပါဒါကအဘိဓမ္မာသမားတွေသိတယ်အတဥပါဒိဒေတာနိဗ္ဗာန်ရှိတယ်အနုပါဒိဒေတာနိဗ္ဗာန်ရှိတယ်တဆိုတာကတကွာပေါ့နော်ဥပါဒိဆိုတာကအခန္ဓာဒေတာဆိုတာကအကျွင်းအကျန်ဒါဆိုတော့ကံကိလေသာနဲ့ကံတရားတို့ကုံသွားတော်လဲကံနဲ့ကိလေသာတို့ကထုတ်လုထားတော့ခန္ဓာကိုယ်ဒီကျွင်းကြံနေသေးသောကြောင့်တဥပါဒိဒေတာနိဗ္ဗာန်မြည်၏တဲ့ ရဟနာပုဂ္ဂိုလ်တွေမှာဆိုရင်ကိလေသာနဲ့ကံတွေကမရှိတော့ဘူးဒါပေမဲ့အဲပြီးခဲ့တဲ့ကံနဲ့ကိလေသာတွေကပေါင်းစပ်ပြီးတော့ထုတ်လုပ်ထားတဲ့ခန္ဓာကိုယ်ကြီးကရှိနေသေးတဲ့အတွက်ကြောင့်မို့လို့တဏှီပြိနိဗ္ဗာန်မဆန့်သေးတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီအချိန်မှာမျက်မှောက်ပြုတဲ့နိဗ္ဗာန်ကိုတာဥပါတိဒေတာနိဗ္ဗာန်လို့ခေါ်တယ်အနုပါတိဒေတာနိဗ္ဗာန်ဆိုတာကကြတော့သူနဲ့ပြောင်းမြန်ဖြစ်သွားပြီးကိလေသာနဲ့ကံတရားတွေကလည်းကုန်သွားပြီးကံနဲ့ကိလေသာတွေကထုတ်လုပ်ထားတဲ့ခန္ဓာကိုယ်ကြီးကလည်းမရှိတော့ဘူးပြောကျင်တာကပြိနိဗ္ဗာန်ဆန်သွားပြီလို့ပြောတာ ဒါကိုအနုပါတိဒေတနိဗ္ဗာန်လို့ခေါ်တယ်။နောက်တစ်ခုကဗုဒ္ဓနဲ့ပတ်သက်တဲ့မှတ်သားဖွယ်ရာတွေနိဗ္ဗာန်ရဲ့နှစ်ခုပါကြတော့ပညာနံပါတ်59နောက်တစ်ခုကဗုဒ္ဓနဲ့ပတ်သက်တဲ့အကြောင်းအရာတွေမှာဆိုရင်ဒါကမဟာယနဗုဒ္ဓဘာသာတဲ့မဟာယာနဗုဒ္ဓဘာသာမဟာယာနဗုဒ္ဓဘာသာနိုင်ငံတွေကိုဒါဆရာတော်ဘုရားကြီးရဲ့စာအုပ်မှာတရုတ်ကိုရီးယားဂျပန်ဗီယက်နမ်ဆိုပြီးတော့ဖော်ပြထားပါတယ် ။ပညာနံပါတ်59မှာရှိတယ်။တရုတ်၊ကိုရီးယား၊ဂျပန်ဘီဘီယန်နံဆိုပြီးတော့လေးနိုင်ငံကိုဖော်ပြထားပါတယ်။ကျွန်တော်ဒါဝီကီပီဒီးယားထဲမှာလိုက်ရှာကြည့်တဲ့အခါကျတော့မဟာယနဗုဒ္ဓဘာသာတွေက နောက်ထပ်ရှိပါသေးတယ်။ထိုင်ဝမ်ပေါ့နော်။ဒါထိုင်၊နီပေါ်အပြင်မလေးရှားဘူတန်မွန်ဂိုလီးယားဆိုပြီးတော့ထပ်တွေ့သေးတယ်ဒါလေးတွေကဝိုက်ကွင်းလေးနဲ့ရေးထားပေးပါတယ်ဆရာတော်ဘုရားကြီးရဲ့စာအုပ်မှာမပါတဲ့အတွေ့အကြုံလို့ပေါ့နော်နောက်တစ်ခုကထေရဝါဒဗုဒ္ဓဘာသာနိုင်ငံတွေ မဟာယနဗုဒ္ဓဘာသာမှာဆိုရင်တရုတ်ကိုရီးယားဂျပန်ဗီယက်နမ်ပြီးရင်ထိုင်ဝမ်ထိုင်ဝမ်ဆိုတာကတရုတ်နာကကျွန်းလေးเนาะပြီးရင်နီပေါ်မလေးရှားဘူတန်မွန်ဂိုလီးယားဖြစ်တယ်ဆရာတော်ဘုရားကြီးရဲ့စာအုပ်မှာတရုတ်ကိုရီးယားဂျပန်ဗီယက်နမ်လေးနိုင်ငံကိုပဲဖော်ပြထားတာဖြစ်တယ်ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံတွေကကြတော့မြန်မာတိရီလင်္ကာ ်ယူရီးယားယူရီးယားဆိုတာထိုင်းကိုပြောတာ ပြီးရင်ကမ်ဘောဒီးယားလာအိုပေါ့နော်ပြန်ပြောမယ်မြန်မာတေရီလင်ကကမ်ဘောဒီးကမ်ဘောဒီးယားလာအိုယူရီးယား ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံကလည်းဆရာတော်ဘုရားကြီးစာအုပ်မှာမပါပါဘူးဒါကဝဟုတုတထည့်ထားတာပါပြီးရင်နောက်တစ်ခုကမြမစာရီဆိုတဲ့စာလုံးမှာရှေ့ကပုတ်မြမဆိုတဲ့စာလုံးရဲ့အဓိပ္ပာယ်ကနှစ်မျိုးရှိတယ်မြမဆိုတာကမြမဆိုတာကမြမကိုလည်းယူလို့ရတယ်သို့မဟုတ်မြင့်မြတ်တော်ဆိုတဲ့အဓိပ္ပာယ်ကိုလည်းယူလို့ရတယ်ဒါကပညာနာမ63ကကောက်နှုတ်ထားတာပါပြီးရင်နောက်တစ်ခုကဥပတံပတာဥပရိဘာဝတံပန္နရဲ့အဓိပ္ပာယ်ကို ဖော်ပြပါမယ်။ဥပတံပဒါဒါကပညာနံပါတ်64ဖြစ်ပါတယ်။ဥပတံပဒါဆိုတာယဟန်အဖြစ်တို့ရောက်ခြင်းမြင့်မြတ်သည့်ဤအဖြစ်တို့ရောက်ခြင်းရောက်ကြည့်ခြင်းဥပတံပဒါဆိုတာကယဟန်အဖြစ်တို့ရောက်ခြင်းမြင့်မြတ်သည့်ဤအဖြစ်တို့ရောက်ခြင်းဒါကတာဝကတွေမှာဆိုရင်တခြားပုဂ္ဂိုလ်ကနေပြီးတော့ဥပတံပဒါဖြစ်အောင်လုပ်ပေးရတယ်ယဟန်အဖြစ်တို့ရောက်အောင်လုပ်ပေးရတယ်ဥပရိဘာဝတံပန္နဆိုတာကအထက်အဆင့်တိုးမြင့်ရောက်ကြည့်ခြင်းတဲ့ ဥပရိဘာဝတံပါဏဆိုတာကအထက်အစင်တိုးမြင့်ရောက်ကြည့်ခြင်းပြီးတော့ရင်တတိနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကရှေ့ကအပိုက်မှာဆွေးနွေးပြီးသွားပြီဖြစ်တယ်ပြီးတော့ရင် အောက်ကကြိုတင်ပြင်ဆင်မှုဆိုတာကပညာနံပါတ်44ကနေပြီးတော့ယူထတာပါနေ့စဉ်ဘဝမှာဒုစရိုက်လမ်းကိုရှောင်ပြီးတော့ဒုစရိုက်လမ်းကိုရွေးချယ်ရမယ်ဖြစ်တယ်တဲ့ဒါမှမိတ်ဆွေတို့ကျွန်တော်တို့နေ့စဉ်ဘဝမှာမလုပ်ရမလဲဆိုရင်ဒုစရိုက်လမ်းကိုရှောင်ဒုစရိုက်လမ်းကိုရွေးချယ်ရမှာဖြစ်တယ် နောက်တကတေဂာနီသုတိစိတ်ဤအာယုံပေါ့နော်တေဂာနီချိန်မှာသုတိစိတ်ကဘာကိုအာယုံပြုလဲတဲ့ကံကံမနမိတ်ဂတိနိမိတ်ဆိုတဲ့၃ပါးကနေပြီးတော့တပါးပါးကိုအာယုံပြုပါတယ်သုတိစိတ်ရဲ့အာယုံကတေဂာနီမှာဘာကိုအာယုံပြုလဲဆိုရင်ကံကံမနမိတ်ဂတိနိမိတ်၃ပါးကတပါးပါးကိုအာယုံပြုတယ်ဒါကအဘိဓမ္မာမှာပါပြီးသားပါပြီသုတိတေဂာနီသုတိစိတ်ဤအာယုံကပညာနံပါတ်22ကနေပြီးတော့ယူရေးထားတာဖြစ်ပါသုတ္တဓမ္မကဝေတိ BA1 မိလိနပညာနဲ့ပတ်သက်ပြီးတော့ ်ပြီးခဲ့တဲ့အခါကမေခွန်းကိုတုံးတက်ကြည့်တဲ့အခါမှာဆိုရင်မေခွန်းကအပိုင်းအလိုက်လဲမေးသွားတာမဟုတ်ဘူးနော်ဝက်ကအလိုက်လဲမေးသွားတာမဟုတ်ပညာနံပါတ်၄နဲ့လဲဆင်သွားတာမဟုတ်ဘူးဒါကြောင့်မို့လို့အဲဒီမိလိနာပညာပတ်နဲ့ပတ်သက်ပြီးတော့ဒီမေခွန်းကိုစပေါ်ရိုက်ပြီးစစ်တာမျိုးတွေအပိုင်းလိုက်ခွဲပြီးတော့စစ်တာမျိုးတွေ ဝက်ကစုပြီးအစ်စ်တာမျိုးတွေနောက်ပြီးတော့တူယာစုဆိုပို့စုတယ်တူယာစုဆိုတာကကိုယ်သဘောနဲ့ကိုယ်စုထားတာဖြစ်တယ်ဆရာတော်ဘုရားကြီးကအဲ့ဒီအစုကိုတိမှာမဟုတ်ဘူးဒါကြောင့်မို့လို့ကိုယ်သဘောနဲ့ကိုယ်တူယာစုပြီးတော့ဖြတ်တောက်ပြီးတော့စစ်တာမျိုးတွေကလည်းအစင်မေခွန်းကိုတာဟော စပေါ်ရိုက်ပြီးကြည့်တယ်လို့ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါအဆင်မပြေတော့ဘူးပေါ့နော်။ဒါကြောင့်မို့လို့ဘာမေဆွေတို့ကဒီပညာနံပါတ်86ခုလုံးကိုအားလုံးအကြံပြအားဖြင့်သိထားမှသာလျှင်အစစ်စာမွေးပွဲကိုပြေနိုင်မှာဖြစ်တယ်။စာမွေးပွဲပြေနိုင်တာအောင်နာထက်တရားတော်ကိုကိုယ့်ရဲ့အဲစိတ်ကနေပြီးတော့ရိုးရိုးတည်တည်လေးလေးဆဆနဲ့ပူဇော်ဖို့ကပို့ပြီးတော့အရေးကြီးပါတယ်။ ပြီးသွားလို့ရှိရင်ဒီတရားတော်ရဲ့ဒီမူရင်းစာအုပ်မှာဆိုစာမျက်နှာ902မျက်နှာရှိတယ်ကျွန်တော်မှတ်စုထုတ်ထားတာမှာဆိုစာမျက်နှာ100လောက်ပဲရှိတယ်တခါအဲ့ဒီတရားကိုထပ်ပြီးတော့အချင်းရှုပ်လိုက်တဲ့အခါစာမျက်နှာ70မျက်နှာလောက်ပဲရှိတော့တယ်ဒါကဓမ္မမိတ်ဆွေတို့ကိုစာကြက်ရတာလွယ်အောင်လို့ပုံစံပြောင်းပြောင်းသွားတာဖြစ်တယ် ဒီဟိုစာအုပ်အထူးကြီးဆိုကျွန်တော်တို့ဆိုလေးချင်းရင်လဲစာမျက်နှာများတဲ့အခါကြလို့ရှိရင်စာမကြည့်ရှင်ဘူးစာအုပ်တွေထူလို့ရှိရင်စာအုပ်ပါတယ်ပေါ့နော်စာအုပ်ကိုစာအုပ်ပါပါလေးဆိုရင်စာကြည့်ရတာကောင်းတယ်စိတ်တကယ်တော့စာကြည့်ရှင်စိတ်တွေပေါက်လာတာပေါ့နော်စာအုပ်ပါတဲ့အခါကြလို့ရှိရင်တခါဒီစာမျက်နှာတရားဝုံးမှတခါများတယ်လို့ယူဆနေသေးတယ်ဆိုလို့ရှိရင်ထပ်ပြီးတော့စာမျက်နှာစစ်တမျက်နှာနဲ့အချင်းချုပ်နာတဲ့ဇာတ်လေးတွေရေးထားပေးပါတယ်ဒါဆိုတကယ်တော့ ဒီစာမျက်နှာ၁၇မျက်နှာမှာပါဝင်တဲ့အရှိအလက်တွေကလည်းပဲစာမျက်နှာ၁၀၀သို့မဟုတ်မူရင်းစာအုပ်မှာရှိတဲ့စာမျက်နှာ900မှာပါတဲ့အရှိအလက်တွေကိုပဲအချင်းရှုံရှုံသွားတာဖြစ်တယ်အမအကျဉ်းချုပ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အကစာအုပ်ထဲမူရင်းစာအုပ်ထဲကစာတွေအကုန်လုံးကိုတော့ထည့်ရေးလို့မရဘူးအလိုရင်းလေးတွေကိုဖြတ်တောက်သွားတာဖြစ်တဲ့ဒီနေရာမှာအဓိကကြတယ်မကြဘူးဆိုတာကဒါစာရေးတဲ့သူနဲ့ဆိုင်ပါတယ်စာရေးတဲ့သူကဟိုအရင်ကြီးကျွမ်းကျင်မှုရှိတယ်မရှိဘူးဒါကိုလည်း သက်ဆိုင်တာပေါ့နော်အဲကျွန်တော်ကတော့တက်ကျွန်းတယ်လို့မယူဆပါဘူးဝါသနာအရရေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲဒီနေရာမှာအရေးကြီးတဲ့စာလုံးတွေကြံခဲ့တယ်ဆိုရင်လည်းတောင်းပန်ပါတယ်အဲနောက်ပြီးလို့ရှိရင်ဒီရေးသားထားတဲ့နေရာတွေပြီးသွားလို့ရှိရင်ဒီဆွေးနွေးတဲ့နေရာတွေစာကူကြည့်တဲ့နေရာတွေမှာဆိုလို့ရှိရင်ဘာမေးဆွေတို့ကိုမတိလိုက်မတိပါတာပဲနဲ့ဒါကပြောမဆိုမရှိသွားလို့ရှိရင်လည်းမေတ္တာရှိထားပြီးတော့ခွင့်လွှတ်ပေးဖို့အဲနောက်အမှားတွေပါခဲ့လို့ရှိရင်လည်းနားလည်ပြီးတော့ပြင်ဆင်ပေးထားဖို့ ပေါ့နော်အဲ့ဒါကအကြံပြုတောင်းဆိုပါတယ်ဓမ္မမိတ်ဆွေများအားလုံးသုတဓမ္မ BA1 sorry သုတဓမ္မဂဝေဒီ BA1 မိလိန်နာပညာစာမေးပွဲကိုလွယ်စွာပြေဆိုနိုင်ပါစေသုတဓမ္မဂဝေဒီ BA2 ပါယယနာဒေသနာတော်ရဲ့အကျဉ်းချုပ်ဒီကိုစာကူကြည့်တဲ့အခါမှာလည်းဓမ္မမိတ်ဆွေတို့နဲ့အတူပြန်ဆောင်တွေ့ကြပါစို့